ကြောင့်မလို့ကဆုံလားပြည့်ဟာဗုဒ္ဓရဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့ပြောမယ်ဆိုရင်ဗျာဒိတ်ခံခဲ့တာလဲကဆုံလားပြည့်နေပဲနောက်နောက်ဆုံးဘဝမှာဖွားတော်မူတာလဲကဆုံလားပြည့်နေပဲဖျားဖြစ်သူရောက်တော်မူတာလဲကဆုံလားပြည့်နေပဲဘဝအဆုံးသတ်ပြီးတော့ပြိနိဗ္ဗာန်စံသွားတာလဲကဆုံလားပြည့်နေပဲလို့ဒါကြောင့်မို့အကျဉ်းချုပ်ပြောမယ်ဆိုလို့ရှိရင်ဗျာဒိတ်တော်ခံဖွားပွင့်စား ပြာဒိတ်တော်ခန္ဓာလည်းကဆုံလာပြီ။ဟော။ဖွာတော်မူတာလည်းကဆုံလာပြီ။ဖျားဖြစ်သူရောက်တာလည်းကဆုံလာပြီ။ပြိဋိဘံစန္ဒာလည်းကဆုံလာပြီလို့။ဒီကဆုံလာပြီဟာဘုရားဘာသာဝင်တွေအတွက်အမြဲတမ်းထူးခြားတဲ့ဘုရားဘဝနဲ့ဆက်ဆက်နေတဲ့လာပြီလို့။ဒီဘဝတွင်ပြောမယ်ဆိုရင်တော့ဖွာပွင့်ဆံပေါ့။ဖွာတော်မူတာရဲ့ ဖျားဖြစ်သူရောက်တော်မူရာရဲ့ပြိဋိဘံသာနာရဲ့၃ခုသို့တော့ဒီဘဝမကဘူးဖျားလောင်းရဲ့တန်တရာဘဝပါထည့်ပြီးတော့ပေါင်းလိုက်မယ်ဆိုရင်ဗျာဒိတော်ခန္ဓာလည်းဒီလားလို့။ဒါပြလို့ဒီလို ပြောရတော့ဆိုဗုဒ္ဓဝင်ပါဠိတော်မှာဘလို့ပါအောင်ဆိုတာရာခဏဝီရောစန္တိအကဲခတ်ပြီးတော့ကြည့်ကြတာနော်။ဘေးကနတ်တွေမြမာတွေ အဲ့ဒီဗျာဒိတ်ခံတဲ့ပွဲမှာဖះကိုပူဇော်ရင် သူ့မိသားစုသိလေးကိုဖះလောင်းဆိုပြီးတော့ဝိုင်းဝန်းပူဇော်ကြတယ်အဲ့လိုပူဇော်တဲ့အထဲမှာသူတို့ကလည်းအတီးပြုတ်ကြဖះကဖះဖြစ်လိမ့်မယ်အနာကမှာဖះဖြစ်လိမ့်မယ်တို့ဗျာဒိတ်ဟောတဲ့စကားဟာဘယ်တော့မှမလွဲဘူးဆိုတာဘာဘယ်လိုအခြေအနေတွေကိုသူတို့ချိကြတာတော့ဆိုတော့ထူးခြားချက်တွေကိုကြည့်လိုက်တယ်ကောင်းကင်မှာလည်းပဲကျယ်တွေကအံ့ဩစရာကောင်းလောက် သူကနေ့အခါကြီးမှာပဲဖြစ်စီပေါ့ကျဲတွေအမတန်မှပြည့်စုံတဲ့အချိန်ခါကြီးကောင်းငင်ကကျဲတွေကတောက်ပပြီးတော့နေကြတယ်နက်ခတ်တွေဟာလည်းထင်းထင်းရှားရှားပေါ်ထွက်လာကြတယ်ညအခါထွက်ပေါ်လာမဲ့လာပြည့်ဝန်းကြီးကလည်းပဲဝိတာခာဆိုတဲ့နက်ခတ်နဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာအဲ့ဒါကိုဝိတာခာနက်ခတ်နဲ့ရှင်တွဲတဲ့လဆိုတာကဆုံလာပြည့်ပဲဒါကြောင့်မို့ကဘာမှာ ကဆုံလာပြီနေကိုဘယ်လိုခေါ်တော့ဆိုဝေဆက်လို့ခေါ်တယ်ဝေဆက်ဆိုတာဝိတ္တခါကိုပြောတာသူတို့အတန်လည်းပြောတယ်ဝိစာခါဝေစာခါဝေစာခါကိုဝေဆက်ဒီလိုခေါ်တာကဘာမှာခေါ်တဲ့စကားကအင်္ဂလိပ်စကားမဟုတ်ဘူးအိန္ဒိယဝေတာခဆိုတဲ့စကားလုံးကိုပါဠိစကားလုံးကလည်းဝေတာခပဲအိန္ဒိယကလူတွေရဲ့အတန်ထွက်တဲ့အခါကျတော့ဝေဆက်ဒီလိုအတန်ထွက်တာဝိတ္တခါ 2000ปีเนี่ยก็กุลตะเบยก็ยูไนเต็ดเนชั่นก็ซ้อมยาเจ็ดตะคู่ชาဘုရားမြတ်စွာဘုရားသာသနာတော်ဟာအမြဲတမ်းထူးခြားတဲ့ဘာသာတရားဘုရားရဲ့အဆုံးအမတွေဟာထူးခြားတဲ့အဆုံးအမတွေဖြစ်တယ်။ဘုရားဟာအမြဲတမ်းထူးခြားတဲ့ပုဂ္ဂိုလ်တူဦးဖြစ်တယ်။ကဘာကြီးငြိမ်းချမ်းအောင် ကဘာကြီးငြိမ်းချမ်းရနေမှာကလူတွေရဲ့အစိတ်နှလုံးပူလောင်မှုတွေကိုငြိမ်းချမ်းအောင်ဟောပြောနိုင်တယ်အမှန်တမ်းထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။သူမွေးဖွားတဲ့ရက်ရက်တွေဟာကဘာမှာယုံပိတ်ရဲ့ဖြစ်အတိမပြုတဲ့နယ်လို့အစိုးတင်သွင်းပြီးတော့ဝေဆက်ပွဲတော်ဆိုတာကုလသမဂ္ဂကကဘာတကဘာလုံးကနေအတိမပြုပြီးတော့တတ်မှတ်ထားတဲ့ရက်တစ်ခုဖြစ်သွားတယ်။ခေဆက်တဲ့ holiday လို့ခေါ်တာ။ 2000တက်ကြရ2000အခုတက်ကြရ2000ဆနစ်ရှိသွားဒါကြောင့်မို့တချို့နိုင်ငံတွေမှာကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်အရဆိုပြီးတော့ဝိဆက်ပွဲတွေဆင်ရင်ကျင်းပပြီးတော့နေကြအိမ်တမဒီမြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုအာရုံပြုပြီးတော့လှုပ်တင်လှုပ်ထိုက်တဲ့ပွဲတစ်ခုပဲဘုန်းကြီးတို့သီရိလင်္ကာနေတော့ကဆိုလို့ရှိရင်ဒီဝိဆက်ပွဲဟာအကြီးကျယ်ဆုံး ခုမမပြေမှာကြီးကျယ်နေတာတကြံဖြစ်ဝိသပွဲတော့တမန်ညောင်ရီသုံးပွဲလောက်ပဲဒီလိုရှိတာဒါဖရာဖွားတော်မူတဲ့နေ့လည်းဖြစ်တယ်သက်စွာဘုရားရဲ့ဘာတည်းပေါ့ဖွားတော်မူတဲ့နေ့လည်းဖြစ်တယ်နောက်တစ်ခါမြတ်စွာဘုရားဖြစ်တော့ဖွားဘုရားဖြစ်သူရောက်တော်မူတဲ့နေ့လည်းဖြစ်တယ်ပြိဋိနိဗ္ဗာန်ဆံတော်မူတဲ့နေ့လည်းဖြစ်တယ်အင်တမထူးခြားတဲ့နေ့ဒီတည်းမှာထပ်ထည့်မယ်ဆိုရင်ဗျာဒိတ်ခံတဲ့နေ့လည်းဖြစ်တယ်ပေါ့ ဒါကြောင့်ကဆုံလာပြီဘုရားနေဆိုတာအင်တာမထူးချွန်ထူးခြားထူးခြားတော့ဘုရားဘာသာနိုင်ငံတွေဟာကဆုံလာပြီနေတကယ်ကို အမှတ်တရလှုပ်တင်လှုပ်ထိုက်တာ